မင်္ဂလာပါရှင်။တန်လွင်ထိုင်းရဲ့နိုဝင်ဘာလ18ရက်နေ့အတွက်နေ့လည်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တန်လွင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်ကြည်ပါပါရှင်။ဒီကနေ့နေ့လည်ခင်းထုတ်လွှင့်မှုမှာ တင်ဆက်ပေးမယ့်သတင်းတွေကတော့ရေးမှာစစ်တပ်စစ်ကြောင်းကဒေသခံ20နီးပါးဖမ်းဆီးထားတဲ့သတင်း ငြိမ်းချမ်းရေးယူထားတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေတစ်ဆောင်ရှိဘူးလို့စစ်ကောင်းဆောင်ပြောလာတဲ့သတင်းတွေကိုပါရှုစားကြရမှာပါ။နိုင်ငံတကာသတင်းတွေမှာတော့ Augusta နောက်ပိုင်း Trump ဝယ်ယူထားတဲ့ငွေတိုက်စာချုပ်ဒေါ်လာ82တန်းမိုးထိရှိထားတဲ့သတင်း Mexico မှာတိုက်ခိုက်မှုတွေဖြစ်ပွားပြီးတဲ့နောက်အစိုးရကလူထောင်ချီဆန္ဒပြခဲ့တဲ့သတင်းတွေနဲ့အတူအနာသိန်းကလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ဤသူရဲ့အချက်အလက်သတင်းတွေကိုပါတင်ဆက်ပေးသားပါမယ်ရှင်။ မွန်ပြည်နယ်ရေးမြို့နယ်အာယုတောင်ကျေးရွာအနီးပတ်ဝန်းကျင်ဒေသကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်ပြင်းတပ်ကဒေသခံပြည်သူလူထု20နီးပါးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေကတန်လင်ထမ်းမှုပြပါရတယ်။အင်အားတရာကျော်ပါတဲ့စစ်ကောင်ပြင်းတက်စစ်ကြောင်းဟာပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့ကအာယုတောင်တောင်ပုံဆွဲကလာကျေးရွာချင်းဆက်လမ်းမိုင်းတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာပါ။ စစ်ကြောင်းထိုးလာတဲ့စစ်ကွန်ရှင်တဟာအဲ့ဒီလမ်းပိုင်းမှာသွားလာနေတဲ့လူငယ်တွေနဲ့ခြံလုံသား20နီးပါးကိုဖမ်းဆီးသွားတာပဲဖြစ်ပါတယ်။စစ်ကွန်ရှင်တဖမ်းဆီးသွားတဲ့ဒေသခံတွေဟာနိုဝင်ဘာလ16ရက်နေ့ညနေပိုင်းအထိပြန်မလွတ်လာသေးတာကြောင့်မိသားစုဝင်တွေကသူတို့ရဲ့အသက်အန္တရာယ်အတွက်စိုးရိမ်ပူပန်မှုတွေရှိနေကြတယ်လို့ဒေသခံတအူးကပြောပါတယ်။ ဖန်ဆီးခံလိုက်ရတဲ့ဒေသခံတွေဟာအာယုတောင်နဲ့တောင်ပေါင်းရွာခံတွေအများစုဖြစ်ပြီးဆိုင်ကယ်တွေဟာလည်းစစ်ကောင်ဖြင့်တက်ကတိမ့်စီးသွားတယ်လို့သိရပါဗျ။ဒေသခံတွေရဲ့ပြပြချက်အရအဲ့ဒီစစ်ကြောင်းဟာဝဲရီဟန်ရွာနဲ့ရွာကလေးကျေးရွာအနီးမှာတော်လန်ရေးတပ်ဖွဲ့တွေနဲ့နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ရေမြို့နယ်မှာ အာနာသိန်းစစ်တပ်ဟာ ရွေးကောက်ပွဲမတိုင်းမီတော်လန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေကိုစစ်ကြောင်းထိုးတာလက်နက်ကြီးပစ်ခတ်တာတွေအပြင်စစ်ကြောင်းထိုးဝင်ရောက်လာချိန်ဒေသခံတွေကိုလမ်းပြလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးတာတွေကိုလှုပ်ဆောင်နေပါတယ်။ငြိမ်းချမ်းရေးရယူထားတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာနိုင်ငံတော်အပေါ်တစ္ဆာစောင့်တီးမှုမရှိဘဲကိုဂျိုးစည်းပွားအတွက်ကိုတရားမဝင်ကုန်သွယ်မှုတွေမှာပါဝင်နေတယ်လို့စစ်ကောင်ဆောင်ကပြောလိုက်ပါတယ်။ မနေ့နိုဗင်ဘာလ16ရက်နေ့ကမွန်ပြည်နယ်မော်လမြိုင်မြို့ရှိပြည်နယ်ခမ်းမမှာဌာနဆိုင်ရာတာဝန်ရှိသူတွေစီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင်ဒေသခံပြည်သူတချို့နဲ့တွေ့ဆုံအာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိုင်ကပြောဆိုခဲ့တာပါစစ်ကောင်းဆောင်ကနယ်စပ်ဒေသတွေမှာတည်ငြိမ်အေးချမ်းမှုအားနည်းလာတာကြောင့်တချို့သောနယ်စပ်ဂိတ်တွေကိုပိတ်ထားရပြီးတရားမဝင် ကုန်သွယ်မှုတွေပုံပုံများပြားလာတယ်လို့ဆိုပါတယ်ရှင် တရားမဝင်ကုန်သွယ်မှုတွေကြောင့်နေဆက်ဒေသမှာရှိတဲ့လက်နက်ကင်အဖွဲ့အစည်းတွေကိုသက်ဆိုးရှည်စေပြီးရာသင်ရာထိုက်တဲ့အခွန်အခတွေရရှိမှုမရှိတဲ့အတွက်ထိခိုက်နစ်နာရတယ်လို့စေကောင်းဆောင်ကပြောပါရယ်။ဒါ့အပြင်နေဆက်ဒေသတွေမှာအွန်လိုင်းအသုံးပြုလိမ့်လည်မှုနဲ့အွန်လိုင်းလောင်းကစားမှုတွေကျူးလွန်နေသူတွေမရှိစေရေးအလေးထားဆောင်ရွက်လျက်ရှိပြီးအခြေခံအဆောက်အဦတွေကိုပါအမြင့်ပြတ်ချေမှုန်းရှင်းလင်းသွားမယ်လို့ပြောဆိုခဲ့ပါရယ်။အာနာသိန်းစေကောင်းဆောင်ဟာ ပြီးခဲ့တဲ့နိုဗင်ဘာလ15ရက်နေ့ကကရင်ပြည်နယ်ဖအံမြို့ကိုရောက်ရှိခဲ့ပြီးသူ့ရဲ့ခရီးစဉ်ကြောင့်ကရင်နယ်ကြားဆောင်တပ် PGF ၊ကရင်ငင်းချမ်းရေးကောင်စီ KNU ၊ KNL PC ၊ DKPA တပ်တို့ကိုဖအံမြို့တွင်ဝင်ရောက်ခွင့်ပိတ်ပင်ထားတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါပါတယ်ရှင်။ နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ဩဂတ်စ်လနောက်ပိုင်းထရန့်ဝယ်ယူထားတဲ့ငွေတိုက်စာချုပ်ဒေါ်လာ82တန်ဖိုးအထိရှိလာခဲ့ပါတယ်။ဒီအကြောင်းကိုတော့ဘက်ဘက်ကပြောပြပေးထားပါတယ်ရှင်။ပြီးခဲ့တဲ့ဩဂတ်လကုန်ပိုင်းကနေအောက်တိုဘာလကျန်းပိုင်းအထိအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဝယ်ယူထားတဲ့ငွေတိုက်စာချုပ်တွေရဲ့တန်ဖိုးဟာဒေါ်လာ82တန်းထက်မနည်းရှိကြောင်းနိုဝင်ဘာလ15ရက်ကဖော်ပြတဲ့ဗန်နာယီဆိုင်ရာဖော်ပြချက်တွေအရသိရပါတယ်။ တမရထရန်ဝယ်ယူထားတဲ့ငွေတိုက်စာချုပ်တွေထဲမှာလုပ်ငန်းစုနဲ့စီပင်သားရစာချုပ်တွေအပြင်သူချမှတ်ထားတဲ့မူဝါဒတွေကြောင့်အကျိုးအမြတ်ဖြစ်ထွန်းနေတဲ့ကဏ္ဍတွေမှာယင်းနှိမ့်နှံ့မှုအသစ်တွေပြုလုပ်တာတွေလည်းပါဝင်ကြောင်းသိရပါတယ်။ အမေရိကန်အစိုးရကျင့်ဝတ်ထိန်းသိမ်းရေးယုံကဖော်ပြတဲ့စာရွက်စာတမ်းတွေအရထရန့်ဟာဩဂတ်စ်လ28ရက်ကနေအောက်တိုဘာလ2ရက်နေ့အထိဗန်ဒါရေးဆိုင်ရာဝယ်ယူမှုပေါင်း195ကြိမ်နဲ့အထက်ပြုလုပ်ခဲ့ကြောင်းသိရပါတယ်အစိုးရကျင့်ဝတ်ဆိုင်ရာအဥပဒေလို့ခေါ်တဲ့1988ခုနှစ်ပွင့်လင်းမြင်သာရေးဥပဒေအရအဲ့ဒီဖော်ပြချက်မှာဝယ်ယူမှုတစ်ခုစီတိုင်းရဲ့ငွေကြေးပမာဏအတိအကျကိုဖော်ပြမထားဘဲအားလုံးကိုခြုံငုံပြီးတော့ပဲဖော်ပြထားတာဖြစ်ပါတယ်။ ငွေရိုက်စာချုပ်ဝယ်ယူမှုအများဆုံးစုစုပေါင်းတန်မိုးဒေါ်လာ338တန်းရှိကြောင်းအဲ့ဒီစာရွက်စာတမ်းလေးမှာဖော်ပြထားပါဗျ။အဲ့ဒီစီရင်မှာဖော်ပြထားတဲ့ပိုင်ဆိုင်မှုအများစုဟာစီပင်တာယာပြီးနေအစိုးရတွေဒေတာတွေရဲ့အကြောင်းအပိုင်ဒေတာတွေကနေထုတ်ပေးထားတာဖြစ်ပြီးအစိုးရအေဂျင်စီတွေနဲ့ဆက်ဆက်နေတဲ့တခြားလုပ်ငန်းတွေကထုတ်ရောင်းတဲ့ငွေရိုက်စာချုပ်တွေလည်းပါဝင်ပါတယ်။ ဗန္ဓာရေးဆိုင်ရာဥပဒေဖြေလျှော့မှုလိုမျိုးသူထုတ်လုပ်ထားတဲ့မူဝါဒတွေကြောင့်အကျိုးအမြတ်ရရှိနေတဲ့ကဏ္ဍတွေအကျိုးအမြတ်ရရှိလာနိုင်တဲ့ကဏ္ဍတွေအပါအဝင်ကဏ္ဍများစွာမှာထရန့်ကယင်းနှိမ့်နယ်မှုတွေပြုလုပ်ထားတာဖြစ်ပါတယ်နိုင်ငံရေးလောကတဲ့ဝင်မလာခင်အိမ်ယာမြေလုပ်ငန်းနဲ့ချမ်းသာလာခဲ့တဲ့ Trump ကသူ့ရဲ့ကုမ္ပဏီတွေကိုသူ့ရဲ့သားသမီးတွေစီအနှံထားတယ်လို့အရင်ကပြောခဲ့ပူပါတယ် အဲ့ဒီဖော်ပြချက်နဲ့ပတ်သက်လို့မှတ်ချက်ပြုပေးဖို့အင်ဖြူတော်ကိုဆက်သွယ်ခဲ့ပေမဲ့တုံ့ပြန်ဖြေကြားမှုမရှိခဲ့ဘူးလို့ Rider သတင်းမှာဖော်ပြထားပါတယ်။ဇန်နဝါရီလ20ရက်ကအင်ဖြူတော်တို့ဒုတိယအကြိမ်ပင်ရောက်လာပြီးနောက်ပိုင်း Trump ဝယ်ယူထားတဲ့ငွေတိုက်ရှာချုပ်တန်ဖိုးဒေါ်လာတန်တရာရှိတယ်လို့သိရပါတယ်။သူရဲ့နှစ်စဉ်ဝင်ငွေကို Trump ကဇွန်လအတွင်းဖော်ပြခဲ့ပြီးပူးပေါင်းလုပ်ငန်းတွေကရရှိတဲ့ငွေကြေးအများအပြားပါဝင်နေရာကြောင့်အကျိုးစီးပွားပြည်ပခဖြစ်နိုင်တယ်ဆိုတဲ့စိုးရိမ်မှုတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီမျက်စိဝင်ငွေဖော်ပြချက်ဟာ2024ပြက္ခဒိန်ခုနှစ်အတွက်ဖြစ်ပြီး Trend ဟာ Digital ငွေ Golf ကစားနည်းနဲ့ဆိုင်တဲ့ပိုင်ဆိုင်မှုတွေ၊ license တွေနဲ့တခြားပူးပေါင်းလုပ်ငန်းတွေကရတဲ့ဝင်ငွေဒေါ်လာတန်600ကျော်ရှိပါတယ်။အလုံးစုံအနေနဲ့ဇွန်လကဖော်ပြချက်မှာ Trend ရဲ့ပိုင်ဆိုင်မှုတန်ဖိုးဟာဒေါ်လာ1.6ဘီလီယံထက်မနည်းရှိကြောင်း Rider သတင်းဌာနကအတည်ပြုထားပါတယ်။မက္ကဆီကိုမှာတိုက်ခိုက်မှုတွေဖြစ်ပွားပြီးတဲ့နောက် အစိုးရကို လူထောင်ချီဆန္ဒပြခဲ့ကြပါတယ်။ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်ရှင်။မက္ဆီကိုစီးတီးမှာအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်းတိုက်ခိုက်မှုဖြစ်ပွားပြီးရတက်ဖွဲ့ဝင်တရားပါဝင်လူတရား20ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရတက်ဖွဲ့ကပြောပါသည်။သမရကလောက်ဒီယာရှိန်ဘုံအစိုးရနဲ့အကြမ်းဖက်ရာဇဝတ်မှုတွေကိုဆန့်ကျင်တဲ့အနေနဲ့နိုဝင်ဘာ15ရက်ကမက္ဆီကိုမြို့တော်မှာလူထောင်ချီခြိတက်ဆန္ဒပြခဲ့ကြတာပါ တခြားမျိုးတွေမှာလည်းဖြစ်ပွားခဲ့တဲ့ကြီးတက်ဆန္ဒပြပွဲတွေဟာမိမိတို့အစိုးရကိုစန့်ကျင်တဲ့လက်ရာရေးနိုင်ငံရေးသမားတွေကရန်ပုံငွေထောက်ပံ့ထားတာဖြစ်တယ်လို့သမ္မတရှိန်ဘွန်းကပြောပါရီငွေစေဝါကိုင်းတွေကိုကြမ်းကြမ်းတက်တန်းကိုင်းတွေဖို့တိုက်တွန်းခဲ့တဲ့ဥရာပန်မျိုးတော်ဝန်ကာလော့စ်မန်ဆိုပြီးခဲ့တဲ့သတင်းပတ်ပိုင်းကလောက်ကျန်တက်ဖြတ်ခံမှုပါဝင်လူသေးချင်းကြားတက်ဖြတ်မှုတွေကိုမက္ကဆီကိုပြည်သူတွေကန့်ကွက်ဆန္ဒပြခဲ့ကြပြီးတော့ဂျန်စီလူငယ်တွေကဥဆောင်ခဲ့တာဖြစ်ပါတယ် မရအင်တော်ကိုကာယံထားတဲ့တားဆီးတွေကိုဆန္ဒပြသူတွေကဖြိုချဖျက်ဆီးခဲ့ကြပါတယ်။အဲ့ဒီအင်တော်ကိုကာကွယ်ဖို့တာဝန်ချထားခံရတဲ့ရတက်ဖွဲ့ဝင်တွေကဆန္ဒပြသူတွေကိုမျက်ရည်ဘုံတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။လူရဲမှုအကြမ်းဖက်တိုက်ခိုက်မှုအပါအဝင်ရာဇဝတ်မှုကျူးလွန်သူ20ကိုဖမ်းဆီးထားတယ်လို့မက္ကဆီကိုစီးတီးလုံခြုံရေးအကြီးအကဲပါဘလိုဘက်စကော့ကသတင်းတောက်တွေကိုပြောပါတယ်။ စာနာပြသူတွေကငါတို့အားလုံးဟာကာလော့စ်မန်ဆိုရီဖြစ်တယ်လို့យေတာထားတဲ့စာတမ်းတွေကန်ဆောင်ထားကြပြီးတော့တခြားသူတွေကသူ့ကိုကွန်ပျူတာအနေနဲ့ကောင်းပွားအုပ်ထုပ်တွေစောင်းပြီးတော့စာနာပြခဲ့ကြတာဖြစ်ပါတယ်။မန်ဆိုဟာနိုဝင်ဘာတရက်ကတင်မင်းနေပွဲတော်တက်ရောက်နေခြင်းပြစ်တက်ခံခဲ့ရတာဖြစ်ပါတယ်။သူဟာသူ့မြို့မှာမွေးစေဝါမောင်ကိုကူးတဲ့ခိုင်းတွေနဲ့မွေးစေဝါခိုင်းတွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကိုစန့်ကျင်တဲ့အတွက်လူသိများသူဖြစ်ပါတယ်။တမနာကမွေးစေဝါခိုင်းတွေကိုစန့်ကျင်နေပေမဲ့မွေးစေဝါကိုအင်အားကုန်ထုတ်ပြီးတော့နှင်းနှင်းရေးတက်တွန်းချက်တွေကိုတော့ဥပိ္ပခါပြုထားပါတယ်။ အရင်ကတမရတွေလက်ထက်မှာမွေးစေဝါနှင်းနှင်းဖို့ကြိုးပမ်းမှုတွေဟာလူအများသွေးဆွန်းရမှုတွေနဲ့ဆုံးသက်ခဲ့ရတာပါချီတက်ဆန္ဒပြပွဲတွေမတိုင်ခင်ရပ်ပိုင်းလူကဆန္ဒပြဖို့အွန်လိုင်းကနေလှုံ့ဆော်တဲ့အဖြတ်ဆော်ဝဲတွေရှိတယ်လို့တမရရှိန်မုံကပြောထားပါတယ်တမရရှိန်မုံဟာပြည်သူထောက်ခံမှု80ရာခိုင်နှုန်းထိရရှိနေဆဲဖြစ်ပြီးတော့အမေရိကန်တမရဒေါ်နယ်ထရန့်ရဲ့တိုက်တွန်းချက်အတိုင်းဖန်တနိုင်းမွေးစေဝါနှင်းနှင်းဖို့ကြိုးပမ်းနေပါတယ်ဒါပေမဲ့အစိုးရကအကြမ်းဖက်တိုက်ခိုက်မှုတွေကိုနှိမ်နှင်းဖို့ပြက်ကွက်နေပြီးအိန္ဒိယနိုင်ငံတွေရဲ့ကန့်ကွက်မှုတွေရန်လုံမှုတွေနဲ့ပုံမိုရင်ဆိုင်နေရပါသေး အခုလစောပိုင်းမှာပီရူးဆူရကမက္ကဆီကိုတမရကိုကြိုးဆိုလက်ခံမှာမဟုတ်ကြောင်းကြေညာခဲ့ပါတယ်။2022ခုနှစ်အာနာသိမ့်မှုဂျိုးပန်းမှုနဲ့ဆွဲချက်တင်ခံထားတဲ့ပီရူးဝင်ကြီးချုပ်ဟောင်းကိုမက္ကဆီကိုကခေလုံးငင်ပေးခဲ့တာကြောင့်ပီရူးကတန်တမန်အဆက်အသွယ်ဖျက်တောက်ထားပါတယ်။ထမံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1950ရာအတွင်းကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စည်းရင်းကိုတင်ဆက်ပေးပါမယ်။ ာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှအာနာသိန်းမှုဖြစ်ခဲ့တဲ့1950ရက်အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ8463ဝန်းထိရှိလာပြီဖြစ်ပါတယ်။ဒါ့အပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ29969ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ8319ဦးအထိရှိလာပြီဖြစ်ပါတယ်။မော်ဘီနယ်မှာတော့အာနာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ ဒီအစီအစဉ်ကိုတော့နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောက်ရဲ့အသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။တောင်လင်းထိုင်းရဲ့နေ့လည်ခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း application ကနေလည်းဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။